အားလုံးပဲမင်္ဂလာပါဒါအခုကျွန်တော်ကဒါ Money Ball မြန်မာဆိုတဲ့ဒီ YouTube channel အသစ်အတော့ပေါ့နော်ဆိုတော့နောက်ပိုင်းလဲဒါအခုလဲရိုက်ကူးရေပေါ့နော်နောက်ပိုင်းလဲဒီ Money Ball မြန်မာအတော့ကျွန်တော်ဒီ video post ဒီ podcast တွေလုပ်သွားဖို့ရှိတယ်ပုံမှန်အပြင်တော့ဒီအပြင်ကခံလမှုတွေကိုတိတ်ပြီးတော့မလုပ်တော့ဘူးလို့စဉ်းစားထားတယ်ပြီးတော့ဒီ ကိုနာလုံးငင်းငန်းဆိုတဲ့ဒီ channel စစ်စစ်တခုပေါ့နော်ကိုပိုင် channel စစ်စစ်တခုလုပ်ဖို့လည်းစဉ်းစားထားတဲ့အတော့ပေါ့လေဒါပေမဲ့ money ball မြန်မာကဒါညီလေးနဲ့စကားပြောကြည့်တဲ့အခါမှာသူတို့လုပ်ချင်တဲ့ပုံစံကိုသဘောကျတယ်ပြီးတော့ဒီလူစိတ်ဝင်စားမဲ့အကြောင်းအရာဆိုတာထက်ပြိတ္တတည်တဲ့အကြောင်းအရာပေါ့နော် လူကြိုက်များလောက်တဲ့အကြောင်းအရာဆိုတော့ဒါပြိသက်တည်တဲ့တိထိုက်တဲ့ဘောလုံးရဲ့နောက်ွယ်မှာလဲပတ်နေတဲ့ဒီစီးပွားရေးပုံစံတွေအကြောင်းပြီးတော့ဒီဘောလုံးရဲ့မဟာဗျူဟာတွေအကြောင်းပြီးတော့မားကတ်တင်းတွေအကြောင်းဆိုတော့အဲ့ဒီအကြောင်းတွေကိုအထက်ကတွားကျင်တယ်တွားကျင်တဲ့အခါမှာလဲဟိုသူတို့တွားမဲ့ပုံစံကအဖို့ရည်တွေအများကြီးဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီတလောက်ဝမှာ ဒီအပုတ်ကြီးလက်ဆက်ကြောင်မပြေတဲ့အပုတ်ကြီးနဲ့အကန့်အသက်လေးနဲ့တပုတ်ချင်းကိုအေးအေးဆေးဆေးဒီ graphic design ကောင်းကောင်းနဲ့ဒီ content ကို up အားဖြည့်ပေးမဲ့ဒီအစာပလာတွေပေါ့နော်အစာပလာတွေဆိုတော့ဒီ star state data တွေဆိုတော့ဒီအရာတွေနဲ့ပုံဖော်သွားဖို့လည်းစဉ်းစားထားရတဲ့ဆိုတဲ့အချိန်မှာဟိုဒါကကျွန်တော်တို့မြန်မာဘောလုံးပရိသတ်တွေထဲမှာအဲ့ဒီအပိုင်းလေးကိုစိတ်ဝင်စားတဲ့ပရိသတ်ဟိုမနှဲဘူးပေါ့နော်မနှဲမနှောရှိနိုင်မယ်လို့လည်းယုံကြည်တယ် တော့ဘောလုံးအကြောင်းနေအပြောင်းရွှေ့အကြောင်းနေကစားသမား profile တွေပြောတာတက်ဒါတွေကိုပို့ပြီးတော့ဒီစိတ်ဝင်စားတဲ့သူတွေလည်းရှိမှလို့ယုံကြည်တဲ့အတွက်ဒီအလုပ်ကိုကျွန်တော်တကယ်ကိုလိုလိုလားလားနဲ့ဟိုလက်ခံလိုက်တယ်ဒီကမ်းလှမ်းမှုပေါ့နော်ဒါအလုပ်ဆိုတာထက်အလုပ်သဘောမဆန်ပါဘူးဟိုဒီလိုမျိုးအရာတစ်ခုကရှိတဲ့နယ်ဆိုပြီးတော့အတူတူလောက်ကြတဲ့သဘောပဲဆိုတော့ဒါကြောင့်ဒီ Money Boy မြန်မာဆိုတဲ့ဒီ channel ကျွန်တော်ထင်ပါတယ်တန်ဖိုးရှိပြီးတော့ ီ quality content တွေပြီးတော့အဲ့ဒီ content တွေရဲ့နောက်ွယ်မှာဒီပံ့ပိုးပေးထားတဲ့ဒီအချက်လက်ပိုင်းဆိုင်ရာပြီးတော့ဒီ design ဘိုင်းဆိုင်ရာ presentation ဘိုင်းပေါ့လေဆိုတော့ဒီအရာတွေလည်းအရေးကြီးကောင်းကောင်းနဲ့ထွက်လာမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါကြောင့်ဒီကျွန်တော်တို့ဒီ manibor မြန်မာကိုလောလောဆယ်အနေအထားရဒါကျွန်တော်နဲ့ကျွန်တော်ညီလေးပဲဖြစ်တဲ့စီသူနဲ့နှစ်ယောက်ပေါ့နော်ဒီနှစ်ယောက်ကိုဒီ manibor မြန်မာဘက်ကနေပြီးတော့ကမ်းလှမ်းထားတယ် အမန်နီဘောဆိုတဲ့အကြောင်းကိုနည်းနည်းလေးရှင်းပြရတယ်ကျွန်တော်တို့ Brad Pitt ရဲ့ဒီရုပ်ရှင်ကားကျွန်တော်ဟိုးအရင်ကတည်းကအချိန်ပေါင်းများစွာကျွန်တော် mention ခဲ့တယ်ဒီရုပ်ရှင်ကားမှာဒီအားကစားကိုဒီ sports နဲ့ဒီ sports science ပေါ့နော် science နဲ့ပြောမယ်ဆို information technology အဲ့ဒီအရာတွေကဝင်ရောက်လာပြီးတော့လူတွေလုံနေကြပုံစံတွေ လူတွေမြင်နေကြမြင်ကွင်းတွေကလည်းခွဲထွက်ပြီးတော့အောင်မြင်မှုယူသွားတဲ့အကြောင်းရိုက်ထားတာပြီးတော့တကယ်ဒါကဒီဘယ်လိုပြောမလဲတကယ် true story ကိုရိုက်ထားတာအဲ့တော့အဲ့ဒီ manibal ဆိုတဲ့ဟာကဒီ bracket လုတ်သွားတဲ့အရာတွေဟာဒီအားကစားဟာသူလုတ်သွားတဲ့အရာက NFL ဆိုပေမဲ့တကယ်တော့တခြားအားကစားနည်းတွေအတွက်လေဒီအရာခေပြောင်းတော်လှန်ရေးဖြစ်ခဲ့တယ်တကယ် pioneer ဖြစ်ခဲ့တယ် အဲ့နာမည်လေးကိုလည်းစိတ်ဝင်စားတယ်အဲ့အတိုင်းကိုပဲသွားဖို့လဲဒါသူတို့ကစီစဉ်ထားတာဖြစ်တဲ့အတွက်ဒါ Manipur မြန်မာဆိုတဲ့ဒီ channel မှာကျွန်တော်တို့ဝင်ရောက်အားဖြည့်သွားမှာဖြစ်ပါတယ်ပူပေါင်းလို့ဆောင်လာမှာဖြစ်ပါတယ်ကုညီသွားမှာဖြစ်ပါတယ်ဆိုတော့ဒါတွေပရိသတ်ကိုပထမဆုံးမိတ်ဆက်ပေးခြင်းနဲ့အကြောင်းအရာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ